အပီးကြီးဖြစ်ဆေးရုံဆေးကန်းသွားပြဆိုဆရာဝန်ကိုအားကိုးတကြီးနဲ့ကိုရီးယားသွားတာလीနော်ဆရာဝန်နှစ်သိမ့်ဆွေးနေအပြုံးလေးနဲ့ပေါ့ဘာဖြစ်လူနာပြောအခုမြန်မာပြည်ကဆရာဝန်တွေကကြာအဲ့လိုမဟုတ်ဘူးနော် အာအချိန်နဲ့ပဲလူပြီးတော့မှလေသူတို့ကလေလူနာစကားလဲနားမထောင်ဘူးသိလားဟာလူနာလဲဟွာမဖြစ်ဘူးအဲ့ဒါပြောပြအောင်မဲ့ case နှစ်ခုကျမပြောပြမယ်ဖွားဖွားကြီးကိုသွားပြတော့လေအဲ့လိုပဲဖွားဖွားကြီးကိုလေတော်ပြဖွားဖွားကြီးဆိုတာလဲလေအသွေးမွေးဆုပ်ဆုပ်ပြည့်ပြည့်လဲမဟုတ်ပါဘူးကျမအမေကလဲလေသိလားနော်ဆိုတော့လေသွားပြအဲ့သူကလဲလေ ခေါ်ရာဝင်ရကဲကြည့်ဟိုဟာဖြစ်ပြီဆိုနေရလေအတော်ကြီးရဲ့ကျန်းဆရာရောလေတိလားအတော်ကြီးဖိုးဝိုင်းရလေဆရာကြီးဆရာကြီးရဲ့ဆရာကြီးရဲ့ဆရာကြီးရဲ့ဒီလိုဒီလိုလေးတော့ဖြစ်တယ်ပါနားမထောင်ဘူးအဲ့ဒါလေတိလားအဲ့လေအတော်ကြီးနဲ့အတော်ကြီးနဲ့အဲ့ဒါဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဘာညာဆိုဟာတင်းဆိုလေတအားစီဆိုတာတိလားအဲ့ဒါအဲ့တော့တခါတော့ခေါ်လိုက်တဲ့အခေါ်ကိုနေရလူအီးပိတ်သွားစီတယ်လေနော်သိလားအတော်ကြီးဆိုနှိမ့်နှိမ့်နင်းနင်းနဲ့ကွာသိလားအဲ့လိုပြောကြီးနေလေဟိုဘယ်လိုခေါ်မလဲ အထင်သသိင်းနဲ့လေအဲ့လိုမျိုးကြီးခေါ်တာသိလားဆိုတော့လူနာကမနှွေးထွေးဦးပေါ့နော်သိလားဆိုတော့ဟိုအဲ့ဒါတခုနောက်တစ်ခါတားငယ်ငယ်တော့ကခြေတော်ကလေးနဲ့မှရေကြည်ပူလေးတွေဖြစ်တာပေါ့နော်ရေကြည်ပူလေးတွေဖြစ်တဲ့ခါကျတော့လေကျမတို့လည်းစိတ်ပူတာပေါ့နော်ရေကြည်ပူလေးဖြစ်တော့အဲ့ဒါနဲ့စိတ်အိုင်အောင်ရတနာမှာပဲစီကံသွားပြရတဲ့ခါကျတော့အဲ့ဆရာဝင်မကလေ လူနာကရင်ကဒီလိုနောက်ကျောဘက်မှာပေါ့ तू ကဒီလိုမျိုးစပွဲနဲ့ကနိုင်ရန်ဘက်ကိုစပွဲနဲ့ပြီးတော့လူနာကရင်က तू ကစပွဲပေါ်မှာလူနာစာအုပ်ရောက်ပြီဆိုတော့ ਨੇ तू ကလေစာအုပ်ကိုလူနာစာအုပ်ကိုလေဒီလိုကြည့်လိုက်တယ်လူနာနာမည်နဲ့စာအုပ်ကိုကြည့်လိုက်တယ်အတက်ကဘယ်နှစ်နှစ်လဲ6နှစ်ပေါ့နော်တက်က6နှစ်အာဘာဖြစ်လို့လဲလူနာကိုမကြည့်ဘူးနော်ဟိုကလေးကကရင်ပေါ်မှာသေးလားခြေထောက်ကလေးဒီလိုလေးနဲ့ဆက်ဆက်လေးနဲ့ငုတ်တုတ်ကလေးကလေးကလေဘာဖြစ်လို့လဲ ကိုကဘေးနာနေလေ။ဟိုဆီယမရဲ့လို့ခြေထောက်မှာလို့ရေကြည်ဘူးလေးတွေလို့ပေါက်လို့မလို့လို့အဲ့ဒါလို့ဘူချောင်းတက်တာလားတဲ့။ဟောဟုတ်ကဲ့ပါလို့ဆိုဘူချောင်းထားတဲ့ကလေးတိုင်းနဲ့အကုန်လုံးနဲ့အဲ့လိုမျိုးဖြစ်တယ်တဲ့။စီးဆေးရမယ်၊သွေးဆေးရမယ်၊ဘာဆေးရမယ်၊ညောင်ဆေးရမယ်အကုန်လုံးရေးချလိုက်တာဗျာ။သိလား။တပြက်နာဆင့်ရမှာ။သိလားခြေထောက်မှာရေကြည်ဘူးဖြစ်တာလူနာလည်းမကြည့်ဘူး။အဲ့အနာအောင်လည်းတစ်စက်မှမကြည့်ဘူးနော်။ရေကြည်ဘူးလည်းဆူဆူဝါမဟုတ်ဘူးဒီလိုလေးတွေလေရေကြည်ဘူးလေးတွေမီးလောင်ဘူးလေးတွေလို့အဲ့လိုလေးတွေဖြစ်တဲ့ခါကျတော့ဒီချီအိတ်ချီအိတ်ပေါ့လေ။စစ်ဖို့ရေးချလိုက်တာကျမလည်းလေ ပုံမှန်ဆိုစစ်ပါတယ်စစ်စစ်တဲ့ကိစ္စကပိုတော်မှကောင်းသေးတယ်နော်ဒါပေမဲ့လေလူနာအိုလည်းမကြည့်လိုက်ဘဲနဲ့စစ်ဆိုတာကြီးတော့သဘာဝမကျဘူးလေဟုတ်တယ်လားလူနာအိုကြည့်ပြီးတော့မှခြေထောက်ကဟာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်အဲဒါလေးဆိုတော့ဘာဖြစ်နိုင်တာဘလို့ပဲလူနာရဲ့ဝေဒနာကိုမကြည့်ဘဲနဲ့ तू ကနမ်းမျက်စိရနေလို့လား तू ကလေစိတ်တွေစိတ်ခဏတွေသူတွေစိတ်ခဏတွေတမျက်နာပဲအောက်လဲရောက်လဲရောက်ကောဟိုငွေရှင်းကောင်တာလဲရောက်လဲရောက်ကောဟိုကလေမရဲဒီမရဲဒါလေးစစ်ရမယ်တဲ့ဘလောက်ဘလောက်မစစ်ဘူးလို့ပြောလိုက်တယ် စစ်ဘူးလို့ဘာတစ်ခုမှမစစ်ဘူးလို့ရတယ်လို့စင်းရောဘာစင်းမှလည်းမယူဘာတစ်ခုမှလည်းမစစ်ဘူးလို့ဆရာဝန်ကဘယ်လောက်ကြာလဲဆိုကျွန်တော်တို့ရှင်းခဲ့တယ်ရှင်းခဲ့ပြီကျွန်တော်တို့အပေါ်လမ်းအပေါ်ဂုံးပေါ်မှာလေရက်ကွက်တရားဆရာဝန်မှလေးရှိတယ်အဲဆရာဝန်မှလေးကအခုတော့နိုင်ငံခြားထွက်သွားပါပြီသူတို့ငငယ်နေရပြတာအဲ့ဆရာဝန်မှလေးစီလဲသွားလဲသွားလဲသွားလိုက်ကောဘာမှမဟုတ်ဘူးအမကလေးတွေဆိုတော့ခြေအိတ်ပူလောင်ပြီးတော့မှရေကြီးပူလေးတွေဖြစ်တဲ့ဟာဆိုပြီးတော့မှရားနာစည်းလေးလိုမျိုးခရင်လေးပေးလိုက်တယ်နှစ်ရက်ပဲလူရတယ်ပျောက်သွားတယ်တိလား အဲ့တော့လေပြောချင်တာကလေကျမတို့မြန်မာပြည်ကဆရာဝန်တွေအများစုကကောင်းပါတယ်ကောင်းတဲ့ဆရာဝန်တွေအများကြီးလည်းရှိပါတယ်เนาะအခုအဲ့ဒီတည်းကမှကျမတို့အခုရင်ဘတ်ခွဲတဲ့ဆရာဝန်မကြီးဆိုဒေါက်ခင်မြတ်ဇန်ဆိုတာအရန်ကောင်းတယ်သူဆိုလေလူနာပေါ်မှာအရန်နှွေးထွေးတယ်စစ်စေးရုံကနေသူဘုံမှုနဲ့လားမသိဘူးထွက်ထားတာဆိုတော့လေဟိုလူနာစကားနားထောင်တယ်ပေါ့เนาะလူနာရဲ့ပြောတဲ့ဝေဒနာကိုသူတိတ်တိတ်ဆတ်ဆတ်နားထောင်ပြီးတော့မှ decision ပြောတယ်ပေါ့เนาะဆိုတော့တချို့ဆရာဝန်တွေကများသောအားဖြင့်လေလူနာအရေးအတွက်များအောင်ပဲသူတို့လေ ကြည်တာနော် လူနာပြောတာလဲနားမထောင်ဘူးဟာလူနာရဲ့ဟိုဥစားလဲဟိုလူနာဘလို့ခံစားရလဲဆိုတာကိုနားထောင်တော့မှသူတို့စီးပြရတာပိုအဆင်ပြေမှာပေါ့အဲကြတော့မှပို့ပြီးတော့မှဟိုဥစားဖြစ်မှာပေါ့နော်ဆိုတော့လူနာရဲ့ပြောတဲ့ဒီ feeling တွေလူနာရဲ့ခံစားရတဲ့ခံစားချက်တွေဘာတစ်ခုမှနားမထောင်ဘူးငကြမ်းထက်တော့သူတို့ထင်ရပဲပြောပြီးသူတို့ကသူတို့လေးစာရွက်တီတာရဲ့ကုံရေးပြီးတော့လူနာကိုလည်းမျက်စိစစ်စစ်မကြည့်ဘူးနော်အဲကျမခဲကိုတယောက်လေးဖြစ်ဖူးတယ် အဲ့ဒါအဲ့လိုပဲစီးရင်သွားတဲ့ခါကျ तू ကလေ तू ဖြစ်ချင်တယ် तू ဖြစ်နေတဲ့ဟာကိုပြောပြတာပေါ့နော်ဆရာဝန်ကိုလေပြောပြတဲ့ခါကျဆရာဝန်ကလေခင်ဗျားတဲ့ပြောလို့မပြီးနိုင်သေးဘူးလားတဲ့ခင်ဗျားကလေဒါ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 မဟုတ်ဘူးဆရာကျွန်တော်ခန်းစားနေရတာဒီလိုဒီလို तू ကလည်းပြောပြ तू ကလည်းဟိုမိုဖာဆိုတော့နည်းနည်းလေးပညာတတ်ဟိုဟာပေါ့လေဟိုနည်းနည်းလေး तू ကလည်းတတ်သိနားလေမိုဖာအဲ့ဆိုတဲ့ခါကျ तू ကလည်းဒီ English terms တွေကိုလည်း तू ကောင်းကောင်းကြီးသိတဲ့ခါကျတော့ तू ကလည်းဟာဒီလို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 ပေါ့လေကျွန်တော်ဒီလိုဒီလိုတော့ ဖြစ်တယ်ဆရာဒီလိုဒီလိုပြောပြတဲ့ခါကျတော့လေနားမထောင်ဘဲနဲ့ခင်ဗျားရဲ့နောက်မှာလူနာတွေရှိသေးတယ်တဲ့ဟိုဥစားလေခင်ဗျားပြောလို့လည်းမပြီးနိုင်သေးဘူးလားတဲ့ဆိုတဲ့ခါကျတော့လူနာတယောက်ကိုအချိန်ပေးရမယ်လေအဲ့တော့မှ तू စေးကူလို့ရမှာပေါ့ထိုးမဲ့ချိန်မယ်တွေပါဖြစ်လို့စေးကန်းထဲမှာသိလားအဲ့ဒီဆရာဝန်ကန်းထဲမှာထိုးမဲ့ချိန်မယ်တွေပါဖြစ်တော့တာဟိုကနေမကသူပြောနေဟောင်းနားထောင်တော့မှသူတို့စေးပေးလို့ပြောတာဖြစ်လို့ရမှာပေါ့နော်မနောက်မှာလေလူနာတွေရှိသေးဆိုကျမတို့က ဟို coffee ဝယ်ဖို့တန်းစီတာလည်းမဟုတ်ဘူးလေဟုတ်တယ်လားမုတ်ဝယ်ဖို့တန်းစီတာလည်းမဟုတ်ဘူးလေနောက်မှဆရာဝန်နေဟိုနောက်မှလူလူတွေရှိသေးတယ်မပြီးသေးဘူးလားလို့ပြောရအောင်ကလေလေဟုတ်တယ်လားလူနာတယောက်ဆိုတာဒီလူနာရဲ့ဒီရင်ဘက်ကလေးအောင်တာဘလို့အောင်မောင်အောင်နီးနဲ့အောင်တာဘလို့ဖြစ်တာဟဲ့ဒီနားလေးကတော့ဘလို့လေးနာတာဒီစီးတောက်လိုက်လို့ရှိလို့ရှိရင်ဘလို့ခံစားရတာမူးတယ်မော်တယ်အန်ဂျင်တယ်ရားတယ်ခေါင်းကိုက်တယ်ဘလို့ဖြစ်တယ်ရင်ဘက်ထင်းကထိုးအောင်တယ်ဒါကြတော့မှနေဒီစီးနဲ့မတည့်ဘူးလား ဒီရောဂါဘာဖြစ်နိုင်တာလဲဘလို့စဉ်းစားလို့ရမှာပေါ့နားမထောင်ဘူးเนาะ น้ําถามน้ําถามมันนวยถุยอูปอเนาะสุดแรกก็จ้ะတော့ไอ้นี่มาเลยลูนาเนี่ยเสียวันเนี่ยเปียงออกมาเลยส่วนกูจ่องนะตรุ่ยเนี่ยอังกฤษแตมนี่กูเลยดีดีแตมส์ดิกูเลยดีลูนาเนี่ยก็เลยมาขอดับป่าวกูไม่ปิ้งดับป่าวไอ้เราดีอังกฤษแตมส์นี่เนี่ยจีเว้ยตรุ่ยอ่ะปิ้งออกได้ขะจ้ะเลยลูนาเนี่ยก็เลยตรุ่ยပြောတာแล้วบามันเลยน้ําเลยบลูแลน้ําเลยဟုတ်ดล่ะลูนาน้าเลยอ่ะดีเสปัญญาอคอวอเนี่ยแตมส์ดิกูลูไดอ่ะน้าเลยดามาหมดอ่ะဟုတ်ดล่ะไอ้တော့ลูนาน้าเลยอ๋อยีเลยอ๋อชิ้นปะไหนซวนชื่อเสียวันก็เลยจม้าทีเนี่ยเสโลกมา 10%လောက်ပဲရှိမယ်နဲ့တွေ့ရနော်များသောအားဖြင့်ဆရာဝန်တွေအကုန်လုံးကတော့လေအာတဲ့နဲ့90%လောက်ကတော့ငွေနောက်ပဲလိုက်တာနော်အချိန်နဲ့ငွေနဲ့ပြီးရင်လေတနာရီဆိုရင်လေ3နာရီလောက်မှသူတို့ရောက်တယ်အဲ့တော့လူနာတွေကလေစောင့်ပြီးအကုန်လုံးကအားလုံးရဲ့လူတိုင်းရဲ့အချိန်ဟာတန်ဖိုးရှိကြတယ်လေနော်သူတို့အချိန်မှာတန်ဖိုးရှိတာမဟုတ်ဘူးလေကိုနောက်ကြတယ်ဆိုရင်သူတို့ကမစောင့်ဘူးနော်သူတို့နောက်ကြတယ်ဆိုလို့ရှိရင်ကိုနောက်ကြတယ်ဆိုပြန်သွားပြီဆရာကြီးကဆရာမကြီးကပြန်သွားပြီး တတော်မြန်ဆိုလို့ရှိရင်တနာကြီးဈေးကန်းချိန်ဆို3နာရီလည်းရောက်မလား4နာရီလည်းရောက်မလားဟိုတနည်းအားဆိုလဲဘယ်ဈေးရောင်းလဲမသိဘူး post လေးတစ်ခုတွေ့လိုက်တယ်ခွဲကန်းကိုဝင်ငန်းနီးတဲ့ဆီယာမာကြီးစားတဲ့ အဲမုတ်စားတဲ့အစာပြေစားတဲ့ဟာရဲ့ bill ကိုလူနာစီကနေထည့်တောင်းထားတယ်ဆိုတဲ့ဟာမြန်မာပြည်ရဲ့ဆေးရုံဆေးကန်းနဲ့ဒီဆေးလောကလည်းတော်တော်ပဲ့တယ်နော်သိလားအဲ့လိုမျိုးလင်ဒါဆိုကျွေးမွေးဧကန်စရိတ်ဒီလူနာစီကဘာတောင်းစရာလို့လဲဒါဆေးရုံကကြတဲ့ရမှာလေသူကသူဘာပဲစားစားလေဟုတ်တယ်လားလူနာတွေကလည်းကောင်းကောင်းမွန်မွန်နဲ့ပြောဆိုတယ်ဆိုလို့ရှိရင်ဒီမုတ်တပွဲတစ်ခွက်ကျွေးရလောက်တာလောက်ကိုလည်းစေတနာမဲတဲ့သူတယောက်မှမရှိပါဘူးဒီထက်မကတော့မှပဲကရော့ကျင်ညာသေးတဲ့သူတွေကြီးပဲယောဂဝေဒနာပျောက်တဲ့သူဆိုလို့ရှိရင်လေနော်ဒါပေမဲ့လည်းလူပေါင်းဝါတာ တွေကိုပြောပြတာစေးယုံစေးကန်းနေရလဲเนาะလူမောင်းဝါတာတခါတည်းကိုလင်အတပြာပဲပတ်စံပဲကျမတို့ဟိုတနေ့အောင်ပြောတဲ့မနေ့ကဆိုဆိုင်းဆရာဆိုနိုသီးခွဲတာဆိုတိန်း20နီးပါးကြတယ်เนาะဆိုတော့ပတ်စံမရှိရင်တေဖို့လို့ဘာယောဂါပဲဖြစ်ဖြစ် ပြဿနာမရှိရင်တေဖို့ဈေးရုံဈေးကန်သွားရဲဆိုလို့ရှိရင်ဒါကြောင့်ကျမလူနာတွေကိုလေအခုခွဲစိတ်ကူးတာပဲပရာဟီတာလုတ်တယ်ဆိုတာဒါကြောင့်မလို့ကျမလုတ်တာဆင်းရဲတဲ့သူတွေဆိုဘလို့မှမတက်နိုင်ဘူးလေနော်ဆိုတော့ကလေးတွေဒီချီပါစရာဒီစအိုပေါက်မပါလာတဲ့ကလေးတွေဆိုသူတို့ကလည်းသူတို့ဆိုဒီ process တစ်ခုက300လောက်ဆိုမကုန်နိုင်ဘူးလေ နော်ပြီးရင်အကြိမ်ကြိမ်အကြိမ်ကြိမ်လုံးဝဓာတ်ဆောင်ကျမဓာတ်တွေကိုပရာဟီတာလုတ်တာသိလားဆိုတော့ကိုကနဲ့ကိုဆိုဒီဒီအဲ့ယောဂါတွေကလည်းပတ်စံရှိလူဒန်းစားစီမှာမဖြစ်ဘူးဒီပတ်စံမရှိတဲ့လူဒန်းစားစီမှာပဲဖြစ်တာသိလားဒီချီချီအိတ်မစင်အိတ်ကြီးနဲ့ခါမှချီပြီးတော့မှတစ်ချိန်လုံးလေနေနေကြရတာလေနော်အဲ့ဒါကြောင့်မလို့လေကျမအဲ့ဒီလိုမျိုးပရာဟီတာကိုကျမငွေကုန်ကြေးချခံပြီးခွဲစိတ်ပေးတာသိလားကျမမညှိုးညင်ပါဘူးကျမတို့ဆိုအခုဆေးရုံဆိုအရန်ကုန်တာနော်ဟာတခါတည်းကိုလေ ကိုခွင့်စိတ်ခံရလေကုန်ကြစိတ်တွေကိုပြပြတာငွေမရှိရင်ဒါပေမဲ့ပြောချင်တာကလေကျမတို့တွေကလူနာတွေဆိုတာကငုံနေကစိတ်မချမ်းမြေ့မှုတွေရှိနေပြီးသားကျမ်းမာရင်းအရာကျမ်းမာရင်းကိုကုသမဲ့ငွေကြေးစိမ့်ရင်းအရာကျမတို့တွေကစီးယုံစေကန်းကိုရောက်လာပြီဆိုနေကပျော်လို့ရောက်လာတဲ့သူတယောက်မှမရှိဘူးဟုတ်လားညှိုးနှွမ်းညှိုးနှွမ်းမှုနဲ့ညှိုးငယ်မှုနဲ့ရောက်လာတဲ့သူတွေကြီးပဲဒီနေရာကိုရောက်လာတာ အဲ့ဒီမှာဆရာဝန်တွေဆရာမတွေနတ်ဆမတွေကတမျိုးဆရာဝန်တွေကတမျိုးသိလားအဲ့ဒီမှာမှာအစိုးရစေးရုံနေဆိုလို့ရှိရင် အပေါက်ဆောင်ဒလန်ဝမ်မှာကြောက်ရသေးတယ်နော်စေးရုံနေမှာလေပြည်သူစေးရုံနေဆိုလို့ရှိရင်လေအပေါက်ဆောင်ဒလန်ဝမ်ကအစကျွန်တော်တို့တွေကကြောက်ရတာဆိုတော့လေ ဒီဒီလိုအရက်ဒေတာမျိုးကိုဘယ်သူမှမလာခြင်းမဟုတ်ဟုတ်တယ်လားစေးရုံစေးကန်းဆိုဘယ်သူမှပျော်လို့အားရပြီးတော့မှလာခြင်းတဲ့သူတယောက်မှမရှိဘူးမတက်ပါတဲ့အစုံမလို့သားရလာကြတာအဲ့တော့လေဆရာဝန်နေဆရာမတွေဟာလေလူနာပေါ်မှာလေအပြုံးလေးနဲ့ချိုချိုတာတာနဲ့နွိနွိထွိထွိနဲ့ဆိုလို့ရှိရင်လူနာတွေကခံစားရတဲ့ဝေဒနာတက်တာပါတယ်တဝက်လောက်လေပြောရဲဆိုရဲသွားမယ်အချိန်ပေးပြီးနားထောင်စေချင်တယ်ဒါကြောင့်မလို့လေကျမတို့မိတ်ဆွေတွေထဲမှာဆိုရှိတယ်တိလားမြန်မာပြည်မှာလေကန်ဆာမဟုတ်ဘူးကန်ဆာနာမည်တက်တယ် ကန်ဆာဆေးတွေတောက်ပြီးတော့မှလေလူကလေတကယ်ရောဂါမရှိဘူးအဲ့ဒီဆင်းရဲ side effect နဲ့လူကစမုံတုံးတာသိလားတကယ်တကယ်အားနဲ့မရဘူးမတက်တောင်မတက်တောင်နိုင်ငံသားပြည်ဘယ်သူကကန်ဆာလို့ပြောတာလဲမြန်မာပြည်ကဆီယဝင်းကြီးကကန်ဆာလို့ပြောတာဆိုအဲ့ဒါကြောင့်မလို့နိုင်ငံသားကအခုကျမတို့ဘန်ကောက်သွားရင်လေတော်တော်များများကမြန်မာပြည်ကစစ်ထားတဲ့ check up ရဲ့ဟာကိုမယူဘူးမကြည့်ဘူးလက်မခံဘူးသိလား အထင်သေးခံရတာပေါ့နော်ကျမတို့မြန်မာပြည်ဆေးလောကမှာလေကောင်းတဲ့ဆရာဝန်ကြီးတွေမရှိဘူးလားဆိုရှိပါတယ်10%လောက်တော့ရှိပါတယ်ဒါလေးက1290ညီမလေးအဲ့တော့ကျန်တဲ့90%လောက်ကတော့ဆရာဝန်ဆေးလောကငွေပဲပြီးတော့တိတ်အပေါက်ဆိုးတာပဲเนาะတိတ်အပေါက်ဆိုးတာပဲသိလားသူတို့ဒါလင်းတက်တယ်သူတို့လောက်အကုန်လုံးကမတိမတက်တဲ့လူဒန်းစားဆိုတဲ့ပုံ ဒီဆရာဝန်နဲ့လူနာဆိုတာကကျမတို့ပြည်သူစေယုံနေကျမတို့နေတွေကိုကျမမပြောပါဘူးเนาะပြည်သူစေယုံနေရဆရာဝန်တွေဆိုတာအလကားကြည့်ပေးရလို့ဘာလို့ညာလို့ဒါထားလိုက်တော့လူနာတွေများလုံးဝကြီးလို့လူတွေပြောက်တောင်းမလို့စိတ်မရှိလို့မလို့ဆိုထားလိုက်တော့အပြင်စေကန်းနေမှာထိုင်နေဆရာဝန်တွေကလူနာနဲ့သူတို့နဲ့ဒီစီးပွားရေးဆက်ဆက်မှုပဲရှိတယ်ဒီလူနာလာကြည့်ရင်ဆိုတာသူတို့ရဲ့ business ကိုလာလောက်တာ တို့ရဲ့အတက်မွေးဝမ်းကြောင်းတို့စည်းစိမ်ဥစ္စာတိုးပွားဖို့တို့ပတ်စံရဖို့အတွက်ကိုလာကြည့်တာလူနာတယောက်ချင်းပတ်စံဘလောက်ဆိုတဲ့အခကြေးဝင်နဲ့လာကြည့်တာအဲ့တော့ပတ်စံယူထားရင်ယူထားတဲ့ပတ်စံအတိုင်း service ပြန်ပေးရမယ်အလကားမတင်ကြည့်ပေးတာမဟုတ်ဘူးခြေမိုးဟောက်ဟန်းအထင်သေးပြီးတော့မှဆက်ဆံစရာအကြောင်းမရှိဘူးစီးပွားရေးအမြင်နဲ့ကြည့်ကြည့်လိုက်ဟုတ်လားကျမတို့ကအထူးကုဆေးကန်းကြီးတွေသွားတယ်အထူးကုဆေးကန်းကြီးတွေကိုသွားပြီးတော့မှကျမတို့တွေကပါရဂူကြီးတွေနဲ့ပြရတယ်အစီအဝင်တွေနဲ့ပြရတယ်အလကားပြရတာလား ျွန်တော်ပတ်စံပေးပြရတာလေပတ်စံပေးပြရတယ်ဆိုနေကစီးပွားရေးရ gift and date ဖြစ်သွားပြီငွေကြေးစီးဆင်းသွားပြီပြီငွေကြေးစီးဆင်းသွားပြီးသွားရင်သူ့စီကပတ်စံယူထားရင်သူ့ကို service ကောင်းကောင်းပေးရမယ်ဟုတ်လားကျေးဇူးရှင်မဟုတ်ဘူးပတ်စံယူလိုက်ပြီဆိုနေကကျေးဇူးရှင်မဟုတ်ဘူး gift and date ဖြစ်သွားပြီဒါဆိုရင်သူ့ပတ်စံယူထားရင်သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမယ်တာဝန်ရှိတယ်လေ ဲ့ဒါကိုတခါနဲ့မသိရင်ပဲဂျေစုရှင်ကြီးတွေအလားမသိရင်ပဲသူတို့သားလင်းတလောကလုံးမှာပညာတတ်တခါတည်းကိုဟောက်ဟမ်းပြီးတော့မှလေဟာအထင်နေသေးပြီးတော့မှဆက်ဆံပြီးတော့မှနောက်တခါအချိန်မလေးစားတာစည်းကမ်းပေါင်းစုံတွေကိုလှည့်ပတ်ထိုင်ပြီးတော့မှပတ်စံရှာရတာဆိုတဲ့ခါကျတော့တခါတည်းကိုလေအချိန်ကိုမလေးစားတာအချိန်ကိုမလေးစားတဲ့ခါကျတော့လူနာကိုတနာကြီးလို့ချိန်လိုက်တယ်၃နိုင်လည်းရောက်မလား၄နိုင်လည်းရောက်မလားလူနာဝေဒနာဖြစ်တာတမျိုးဒီ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  တတောင်းတတာမဖြစ်တဲ့နေရာမှာသူတို့ကိုတခါတည်းကိုအချိန်လေးကိုပေးပြီးနေကုန်နေကန်းစောင့်နေရတာတမျိုး90%မြန်မာပြည်ဆေးလောကနဲ့ဆရာဝန်တွေအတိုင်းပဲ90ရာခိုင်နှုန်းကျန်တဲ့10%ဆရာဝန်တွေအကုန်လုံးတော့ respect ကျန်တဲ့90ရာခိုင်နှုန်းဆရာဝန်တွေဟာအဲ့အတိုင်းပဲလူနာပေါ်မှာမချေမငန်ဆက်ဆံနေလူနာပေါ်မှာမောက်မာတယ်နော်နတ်သမားတွေဆရာဝန်တွေနောက်ဆုံး ကုံကုံပြောရင်အိမ်ဆေးရုံနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးပဲဒီဆေးရုံဆေးကန်းတွေကိုလူတွေကပျော်လို့လာတာမဟုတ်ဘူး GIA ဒီကာလာမရှိဘူးနော်ဟိုဈေးကွက်ထဲမှာရှားမယ်နော်ဆိုတော့ဟိုဥစားလေးဆေးရုံဆေးကန်းကိုပျော်လို့လာတဲ့သူတယောက်မှမရှိဘူးအချိန်နေရ ညှိုးငယ်ပြီးလာကြတဲ့သူတွေအမလီသူတို့နဲ့တွေ့ရင်တခါတည်းကလူနာအားမတက်ဘူးဟောက်ဟန်းပြီးတော့မှဖြစ်လိုက်တာဆိုတော့အလကားကုပေးရတာကြာများပဲပတ်စံမရှင်ကုလို့ရလို့လားဆက်မရှင်ဆေးကုပေးလို့လား operation အရေးပေါ်ခွဲဆက်ရမယ်ပတ်စံမရှိဘဲနဲ့လူနာမလို့မဖြစ်ရင်မခွဲပေးလိုက်ရင်တေမာမလို့ဆိုပြီးတော့မှအဲ့ပုဂ္ဂလိကဆေးရုံနေမှာလေပြီးတော့မှနောင်ခါလာနောင်ခါစီပတ်စံကိစ္စရှင်းမယ်မခွဲလိုက်ရင်တေမာမလို့ခွဲပေးလိုက်မယ်ဆိုတဲ့ဆေးရုံဆေးခန်းရှိလားဆရာဝန်ရှိလားပတ်စံအရင် deposit သွင်း ဒီပိုဇစ်သွင်းပြီးတော့မှလူနာဟာခွဲကန်းဝင်ရတာဟုတ်လားအဲ့တော့ဆရာဝန်တွေကနှလုံးလားဆရာဝန်တွေမလို့ဒီလူနာဟာတေမလွန်ယောဂါဖြစ်နေပြီငါတို့တော့ဖြင့်တက်ကြွနဲ့ပညာနဲ့ငါတို့အရင်ခွဲစိတ်ပေးလိုက်မယ်ပြီးတော့မှလူနာတက်နိုင်ခြင်းမတက်နိုင်ခြင်းရှိလို့လားပတ်စံမပိုင်နိုးပါခွဲကမ်းမှမဝင်ရအောင်ဒီပိုဇစ်မတင်နိုးသွာ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 းဒို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 းဟုတ်လားအဲ့ဒါကိုသူတို့က ဘာကိစ္စနဲ့လူနာတွေကိုအဲ့လောက်မောက်မာရတာလဲအလကားခွဲပေးလို့လားအလကားကုပေးလို့လားအရေးပေါ် emergency ရောက်သွားတယ်ပုဂ္ဂလိကဆေးရုံနေတေမလို့ဖြစ်တယ်ပတ်စံထုတ်ပတ်စံရှင်းမဲ့သူမပါသေးဘူးပတ်စံမရှိဘူးဆိုပါစို့ဒီဆရာဝန်ကြီးကဒီယောဂါကိုခွဲစိတ်ကုသပေးလိုက်ရင်ပျောက်သွားမယ်ဆိုပါစို့ခွဲပေးသလားအလကားမြစ်တာနဲ့သွေးရင်လားခွဲကန်းနဲ့ဟို deposit ပတ်စံမတင်မင်းနဲ့ နိုးနော်ဟုတ်လားအဲ့ဒါဆိုဘာလဲ business ဖြစ်သွားပြီလေစီးပွားရေးဖြစ်သွားပြီလေစီးပွားရေးဖြစ်သွားပြီ business ဖြစ်သွားပြီဆိုရင် service ပါရမယ် business ဆိုရင် service ပါရမယ်ကျေးဇူးရှင် မဟုတ်ဘူးမမောက်မာနဲ့အရင်လူနာတွေဆိုအထင်သေးတယ်ကျွန်တော်တို့လူနာတွေဟာဆရာဝန်မဟုတ်ဘူးဆရာဝန်ကိုအားကိုးလို့လာပြတာစီးပညာမတင်ဘူးဘူး စီးပညာအကြောင်းနားမလည်ဘူးဆရာဝန်ကိုအားကိုးပြီးလာပြတာအဲ့ဒါကိုလင်းအင်္ဂလိပ်လိုတွေဘိုလိုတွေကြီးပဲရွတ်ပြီးတော့မှစီးပညာသူတို့တမ်းစီကြီးပဲပြောပြီးတော့မှလူနာကိုအဲ့လိုဆိုလူနာကနားမလည်လို့မင်းလည်းစိတ်မရှိပဲနဲ့လူနာကိုဟောက်သိဟန်းသေးတယ်ကျမတို့အမေတွေဆိုမေးတာဘူးဆရာကြီးရင်အင်္ဂလိပ်လိုကလည်းမသိတော့အဲ့ဒါကဘာပြောရလဲအဲ့ဒါဘလို့ဖြစ်တာလဲအဲ့ဒီဟာဘလို့လဲဆိုအတော်ကြီးတို့ရင်နားမလဲနားလဲသူဘယ်သူလားလဲလားရှိရင်လားနားလဲလူလားနားထောင်မွား ဒွိုင်းနားမလဲဆိုပဲဒီလိုမျိုးတွေလာတာလေနော်လူနာကိုဝမ်းမလီမဖြစ်ဘူးပေါ့လူနာပေါ်မှာမနှွေးထွေးဘူးကျမဆရာဝန်တိုင်းအောင်မဆိုလိုပါဘူး90%ဆရာဝန်တွေအတိုင်းပဲလူနာပေါ်မှာမကျင်တာဘူးနော် လူနာပေါ်မှာမကျင်တော့ပတ်စံယူထားပြီးပြီဆိုရင် service ဆိုတာရှိတယ်လေကျွန်မခုနပြောသလိုမျိုးပေါ့စီယုံစီကောင်အရေးပေါ်ရောက်လာတယ်ငွေမတက်နိုင်လို့မလို့မှဆရာဝန်ကြီးကသူ့ရဲ့ပညာနဲ့တခါတည်းကိုခွဲစိတ်ကူးတာပေးလိုက်တယ်ဆိုတဲ့လူနာဟာအင်မတန်ညာကင်လုံးနေပါတယ်အင်မတန်ရှားပါတယ်ကျွန်မတို့ပတ်စံမရှိရင်ကူတာလို့မရတဲ့သူတွေအများကြီးရှိပါတယ် အဲ့ပညာတတ်ပါတယ်ဆိုတော့ဆရာဝန်ကြီးတွေတစ်ဖက်ကန်းကတ်တဲ့ဆရာဝန်ကြီးတွေကအတပြာနဲ့မှမဟုတ်လို့ရှိလို့ရှိရင်မကူပေးတဲ့ဆရာဝန်ကြီးတွေအများကြီးရှိပါတယ်ဟုတ်လားအဲ့တော့သူတို့ဘာလုပ်နေရလဲသူတို့ business လုပ်နေတာစီးကူတယ်ဆိုတာသူတို့ရဲ့ business သူတို့ရဲ့စီးပွားရေးသူတို့ရဲ့အတံမွေးဝမ်းကြောင်း business ဆိုရင် service ပါရမယ်အဲ့ဒါပြောချင်တာအဲ့ဒါမြန်မာပြည်စီးလောကနဲ့ဆရာဝန်တွေရဲ့60ရာခိုင်နှုန်းသည်အရန်ဆိုးတယ် ကျန်တဲ့10%ကတော့လင်းစားစရာကောင်းတဲ့အနစ်နာခံတဲ့ဆရာဝန်တွေအများကြီးရှိတယ်။ရှားတယ်။နော်။